လေးလေးတရားမမထန်ဒီကဘာလောကကြီးတွေကိုရောက်ရှိလာခဲ့တယ်။ဒါပေမဲ့မိသားစုတွေကိုမွေးဖွားလာတာတော့မဟုတ်ဘူး။သူမိဘတွေကအတန်ငယ်ငယ်လက်မထက်ရသေးပဲနဲ့ဒီကလေးကိုပြုစုပျော်ထောင်ဖို့ကြောင်ရွံ့နေခဲ့ကြတယ်။ဒါကြောင့်မို့ဒီကလေးကိုသူတို့မွေးဖွားပြီးတော့ဆွေးမြေ့ခဲ့ကြတယ်။စကားတော့မပြောတတ်သေးခင်မှာပဲဒီကလေးဟာဆွေးပြေးခြင်းခံခဲ့ရတယ်။အဲ့ဒီကလေးကတခြားလူတော့မဟုတ်ဘူး။စတီဂျော့ပါပဲ။ သူဟော1955ခုနှစ်ဖေဖော်ဝါရီ24ရက်နေ့မှာဆန်ဖရန်စစ္စကိုမြို့ကယ်လီဖိုးနီးယားပြည်နယ်မှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။သူ့မွေးမိဘတွေဖြစ်တဲ့ John Anne နဲ့ Ever Astro ကတက္ကသိုလ်ကျောင်းသားတွေဖြစ်ပြီးတော့ကလေးပြုစုရမယ့်အချိန်နဲ့မဟုတ်သေးပါဘူး။သူတို့ဟာသူ့ကိုမွေးစားခွင့်ပေးဖို့ဆုံးဖြတ်ခဲ့ကြတယ်။ဒါပေမဲ့ဒီကလေးကိုပထမဆုံးမွေးစားဖို့တဘောတူခဲ့တဲ့ဇနီးမောင်နှံဟာသူတို့ရဲ့ဆုံးဖြတ်ချက်ကိုပြောင်းလဲပြလိုက်ကြတယ်။သူတို့ဟာမိန်းကလေးတယောက်ကိုလိုချင်နေခဲ့ကြတာပါ။ အဲ့ဒီအတွက်ကြောင့်မို့ဒီမွေးစားမှုကိုညင်ပင်နေကြတယ်ဒါဟာနောက်ထပ်စတီဂျော်ရဲ့ညင်ပင်ခံရမှုတစ်ခုပါပဲနောက်ဆုံးမှာတော့ဆက်ပင်ဆရာတဦးနဲ့သူစနေဖြစ်သူပေါ်နဲ့ကလာရာဂျော်ရောက သူ့ကိုမွေးစားခဲ့ကြတယ်သူတို့ကဒီစတီဂျော်ကိုချစ်ချင်းမြတ်သားတယ်ပြော်အင်းအိမ်နဲ့နောက်တနေ့ကောလိပ်တက်နိုင်တဲ့ဂရီကိုပါပေးခဲ့ကြတယ်စတီဟာကလီဖိုးနီးယားမှာတာမအင်းတလုံးထဲမှာခြေပြန်လာခဲ့တယ်သူကထင်ချောင်ရခတ်တဲ့ကလေးတယောက်ပါသူကစူးစမ်းလို့စီပြင်ပြပြီးတော့မကြာခဏဘာကြောင့်ဆိုတာကိုမေကွန်ထုတ်တတ်တဲ့သူပါ သူကကြောင်းတဲရတာမကြိုက်ဘူးပြင်းရင်ပြီးတော့သူမဟုတ်တယ်လို့ခံစားနေရတယ်ဒါပေမဲ့သူကစက်ပစ္စည်းတွေကိုတော့အရန်ကိုကြံ့နေတတ်တဲ့သူပါဒီဇိုင်းကိုချက်မြတ်တော့တယ်ကဘာကြီးကိုကွန်ပျူတာတွေက ပြောင်းလဲနိုင်တယ်လို့စီဂျိုသက်အရွယ်ကလေးကယုံကြည်ခဲ့တဲ့သူလေးဖြစ်ပါတယ်စတီဂျိုဟာရီကောလိုက်မှာစဉ်းရင်သွင်းခဲ့ပေမဲ့အဆင်မစတာပဲတက်ပြီးတော့တောင်းထွက်ခဲ့တယ်။ဒါပေမဲ့သူဟာတင်တန်းတွေကိုတက်ရောက်နေခဲ့သေးပါပဲ။ဇာရည်တက်တယ်ဖြစ်တဲ့ ကယ်လီဂရဖီတဲ့ဒီဇိုင်းတက်တဲ့တသနိကဘေရစတာတွေကိုဆက်လက်လည်လာခဲ့ပါတယ်။တည်ဝင်စည်ရင်းသွန်းထားတာတော့မဟုတ်ပေမဲ့အတန်းခန့်တွေရဲ့နောက်ဆုံးခုံတွေမှာတည်တဲ့စိတ်ထိုင်ပြီးတော့နားထောင်ကတင်ညွတ်တက်ခဲ့တယ်။အစင်းအတွက်မဟုတ်ပဲနဲ့စီကွင်းရင်ညံအတွက်သူတက်ရောက်ခဲ့ခြင်းပဲဖြစ်ပါတယ်။သူ့မှာနေဆန်နေရမရှိခဲ့ဘူး။ဒါကြောင့်မို့တငယ်ချင်းတွေရဲ့အိမ်ကကျမ်းမြင်တွေမှာအိတ်ခဲ့ရတယ်။သူညံတဲ့နေဖြစ်ကျွေးစည်အနေငယ်ရဖို့ကိုကာကိုလာဘလင်းဟောင်းနဲ့စူဆောင်းခဲ့ရပြီးတော့ ဟာရီကရရှင်နာဖះเจ้าမှာအစားအစာအခမ်းအနားရဖို့တဲ့ခီးဝေးဝေးယူကိုလမ်းလျှောက်သွားခဲ့ရတယ်။သူမိမတွေကကယ်လီဖိုးနီးယားမှာရှိနေသေးဖြစ်ပေမဲ့ကောလိပ်မှာတော့သူဟာသူ့ဘာသာသူပဲနေထိုင်ရှင်သန်ခဲ့တယ်။သူမိမတွေစီကတပြားတစ်ချက်မှပတ်စံမတောင်းခဲ့ဘူး။တတောင်းတတာထက်လွတ်လပ်မှုကသူ့တဲ့ပုံရေးကြီးတဲ့အတွက်ဒုက္ခခံမှုရွေးချယ်ခဲ့တယ်။ဒါပေမဲ့ဒီလိုချင်းနေမှာတောင်မှသူဟာဆက်ပြီးတင်ယူဖို့ကိုရွေးချယ်ခဲ့တယ်။ 1996ခုနှစ်အသက်22နှစ်မှာတော့စတီဂျိုနဲ့သူတငယ်ချင်းစတီဗီနီရတော့ကလီဖိုးနီးယားလော်အေဒိုစမြောကကားကိုတောင်ဒေးလေးထဲမှာအပယ်ကွန်ပျူတာကိုစတင်တည်ထောင်ခဲ့ကြတယ်။သူတို့ကပထမဆုံးထုတ်ကွန်ဖြစ်တဲ့အပယ်1ကိုသိပ္ပံပညာရှင်တွေနောက်တစ်ခုက ကုံလင်ကြီးတွေအတွက်မဟုတ်ပဲတာမန်လူတွေအတွက်တည်ဆောက်ခဲ့ကြတယ်။ဒါပေမဲ့ရောရှင်းပြီးတော့ဇပွဲပေါ်မှာပဲထားလို့ရတယ်။ပြီးတော့လူတွေညပညာကိုကြီးတဲ့ပုံစံကိုပြောင်းလဲပြခဲ့တယ်။သူတို့ကကွန်တာတလုံးချင်းစီကိုလက်နဲ့တည်ဆောက်ပြီးတော့တလုံးချင်းစီချောင်းချခဲ့ကြတယ်။ နောက်ပိုင်းမှာတော့သူတို့ရဲ့ဒုတိယမြောက်ကွန်ပျူတာအပယ်တူပေါ်လာတယ်။အရင် graphic တွေ၊ keyboard တွေပေါဝင်ပြီးတော့အင်တွေနဲ့ကြောင်းတွေအတွက်အဆင်သင့်ဖြစ်နေခဲ့ပြီဖြစ်ပါတယ်။ဒီတစ်ခါတော့နိုင်ငံတဝန်းလုံးကိုရောင်းချနိုင်ခဲ့တယ်။ဒါသူ့ရဲ့ကြီးမားတဲ့အောင်မြင်မှုကြီးဖြစ်လာပြီးတော့အပယ်ကိုလည်းတွေ့ကြတဲ့ comment တစ်ခုဖြစ်ပြောင်းလဲပြလဲတာပဲဖြစ်ပါတယ်။လူငယ်နေရောင်ဟာဤပညာခက်ပြောင်းရှိဆောင်နေဖြစ်လာကြတယ်။ဒါပေမဲ့ကြာလာတော့ဦးနီးယားစီးပွားရေးလုပ်ငန်းကလည်းတိတိကျကျထွက်ခွာသွားခဲ့တယ်။ စတီးရဲ့တငယ်ချင်းကကော်ပိုရိတ်လောကကိုမနစ်သက်ခဲ့ဘူး။သူ့လက်နဲ့တည်ထွင်ဖန်တင်းရတာကိုပို့ပြီးတော့ကျင်းင်းတက်တဲ့သူပဲဖြစ်ပါတယ်။စတီးကတော့ကဘာကြီးကိုပြောင်းလဲခြင်းနဲ့ချိန်မှာပေါ့။စတီးကထက်မြက်ပဲမဲ့ပြင်ထန်ပြီးအလုံးလိုရခတ်တဲ့သူဖြစ်ပါတယ်။1984ခုနှစ်မတိုင်ခင်မှာပဲသူကမစီတိုကိုမိတ်ဆက်ခဲ့တယ်။ဒီကွန်ပျူတာမှာ mock graphic တွေပါဝင်ပြီးတော့လှပမှုတွေပါရှိတယ်။ဒါပေမဲ့မြင်ကွင်းထဲမှာတော့အခြေအနေတွေက တင်မလာခဲ့တယ်။စတီးယာသူ့ခွင့်နဲ့ရောအပက်ရဲ့စီရောဂျွန်စကူလီနဲ့ပါတဘောရာကွဲလွဲမှုတွေဖြစ်လာပါတယ်။အစာရောငါတို့သူတို့ကအကောင်းကောင်းအလုပ်လုပ်နိုင်ခဲ့ကြပေမဲ့ကြာလာတော့တဘောသားကွဲလဲမှုတွေရှိလာပါတယ်။စတီးကရင်းရင်မြင်စမ်းသစ်တဲ့ ဒီတင်ထွင်မှုတွေကိုလိုချင်တယ်။စကူလီကတော့အမြန်ဆုံးနဲ့ပြင်ဉင်မှုကိုပိုကယူဆိုင်တယ်။စွန်စားရတဲ့စမ်းတင်တင်ထွင်မှုတွေကိုမလိုချင်ဘူး။စတီယာစကူလီကိုယာတို့ကနေဖေရှားဖို့ကြိုးစားခဲ့ပြီးတော့ချင်းချုံမှုပြန်ယူဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့စကူလီကတော့ဒီအကြောင်းကိုသိရှိသွားပြီးတော့ပုံဖွဲ့ကိုတည်ပြလိုက်ပါတယ်။တခါကစတီရဲ့မျော်မှန်းချက်တွေကိုဆေးရထပ်တန်းခဲ့ကြတဲ့ပုံဖွဲ့ဟာဒီတခါမှာတော့သူ့လွတ်ရတိုင်းကိုဆော်ရကတက်လာကြတယ်။စတီချိုးကိုသူကနေတီထောင်ခဲ့တဲ့ကုမ္ပဏီကနေထုတ်ပြန်လိုက်ကြပါတယ်။ အဲ့ဒီချိန်မှာစတီရဲ့အသက်ကအသက်30ပဲရှိပါသေးတယ်။နောက်ဘက်မှာသူပြောခဲ့တာကဒါဟာခတ်တတ်တဲ့အစီအရာသာပါပဲ။ဒါပေမဲ့လူနာကတော့ဒါကိုလိုအပ်နေတယ်လို့ထင်ပါတယ်လို့စတီကပြောခဲ့ပါဗျ။ပြီးတော့စတီကလက်မြောက်လိုက်တာမျိုးမရှိခဲ့ပါဘူး။ဒီကုမ္ပဏီကတက္ကသိုလ်တွေနဲ့စီးပွားရေးလုပ်ငန်းတွေအတွက်စွမ်းအားပြင်းတဲ့ system တွေကိုအာရုံစိုက်ခဲ့တယ်။ဒါကစီးပွားရေးရအောင်မြင်မှုကြီးမဟုတ်ပေမဲ့ဒီ software ဟာနောက်ပိုင်းမှာ Apple ရဲ့အနာဂတ် system တွေကိုတည်ဆောက်ရမှာအခြေကအောင်မြင်တစ်ခုဖြစ်လာခဲ့တယ်။ ောက်ထပ်တစ်ခုကတော့ဗီဇာဖြစ်ပါတယ်။သူဟာဂျော်လူကတ်စီကနေဝယ်ယူခဲ့တဲ့ကာတွန်းရုပ်ရှင်စတူဒီယိုတစ်ခုပါ။စတီးရဲ့ခေါင်းဆောင်မှုအောင်မှဒီဗီဇာဟာ Disney နဲ့ပူးပေါင်းပြီးတော့ Toy Story နဲ့ Finding Nemo ပြော့ As Sorry စိတ်ခံစားမှုပြေဝပြီးတော့ခေပြောင်းတင်ထွင်မှုရှိတဲ့ရုပ်ရှင်တွေကိုကွာယူဖို့ပြင်နိုင်ခဲ့တယ်။ ဗီဇာကတော့ကာတွန်းရုပ်ရှင်လောကကိုထောင်စင်ပြောင်းလဲပစ်ခဲ့ပြီးတော့ဘီလီယံဒေါ်လာနဲ့ချီတဲ့အောင်မြင်မှုကြီးကို စတီရရှိလာခဲ့ပါတယ်။ဒီရာတွေအားလုံးရဲ့အလဲမှာပဲစတီဂျော်ကအချစ်ကိုလည်းတွေ့ရှိခဲ့တယ်။1990ခုနှစ်မှာတော့လော်ရင်ပိုးဝင်းနဲ့လက်ထပ်ခဲ့တယ်။သူတို့နှစ်ယောက်ကစတန်ဖို့မှာတွေ့ဆုံခဲ့ကြတာဖြစ်ပြီးတော့လော်ရင်ကစီဝါရေးကျောင်းတော်သူဖြစ်ပါတယ်။ 1990ခုနှစ်တွေရဲ့အလဲလာမှာအပင်ဟာရောဂါနေရပြီဖြစ်ပါတယ်။ရောင်းဝယ်တဲ့ကြာစင်းနေပြီးတော့သူတို့ရဲ့ပြောင်းမှန်းချက်တွေဟာမေးမြန်းလာနေခဲ့တယ်။ဒါကြောင့်မို့1990ခုနှစ်မှာတော့အပင်ဟာနိစကိုဝယ်ယူခဲ့တယ်။ဇော်ဝဲအတွက်သာမကပါဘူးစတီဂျိုကို ပြန်ခေါ်ဖို့အတွက်ပဲဖြစ်ပါတယ်။ဒီလိုနေပဲစတီဂျိုဟာတခါကသူ့ကိုထုတ်ပြလိုက်တဲ့ကုမ္ပဏီစီကိုပြန်ရောက်ရှိလာခဲ့တယ်။ဒီဒီချိန်မှာတော့ ပိုတိတ်ဆိတ်ပြီးတော့အာယုံစုဆိုင်မှုတွေပို့ပြီးတော့ရှိလာပါတယ်။သူက app ကိုရွှေရှင်းအောင်ပြုလုပ်ခဲ့ပြီးတော့ iMac, iPod ပြီးတော့ iPhone နောက်ဆုံး iPad တို့ကိုပါမိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ပြီးတော့ဒီဂါဂတ်တွေကိုလည်းတည်ထွင်ခဲ့တာမဟုတ်ဘူး။လူတွေဆက်တွေ့ကြဖို့တွေးခေါ်ကြဖို့ညှိထိုင်ကြဖို့ ပုံစံကိုပါပြောင်းလဲပြခဲ့တယ်။ဒီဇိုင်းကလူသားရဲ့စိတ်ဝိညာဉ်နဲ့စကားပြောနိုင်ရမယ်။ဉာဏ်ပညာကလူသားစံနိုင်တယ်လို့သူယုံကြည်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့2003ခုနှစ်မှာတော့သူမှပန်ခရီးယားကင်ဆာရှိနေကြောင်းယောဂါရှာဖွေတွေ့ရှိခံခဲ့ရတယ်။အစာရောငါတို့ကုသမှုကိုညှင်းဆာခဲ့ပြီးတော့တခြားညီလန်းတွေနဲ့ကုသဖို့ကြိုးစားခဲ့တယ်။နောက်ပိုင်းမှာတော့ခွဲစိတ်ကုသမှုခံယူခဲ့တယ်။ဒီကြောင့်မူသူကိုယ်လှုပ်ဝက်ထားခဲ့ပေမဲ့သူဟာတဖြည်းဖြည်းနဲ့ခံရကိုပင်နေလာနေတာမို့ကဘာက သိရှိခဲ့ကြတယ်။ဒါပေမဲ့သူကအလုံးစလုံးနေခဲ့တယ်။ဖန်တီးမှုတွေစလုံးနေခဲ့တယ်။2005ခုနှစ်မှာတော့သူက Stanford တက္ကသိုလ်မှာမေကွန်းတစ်ခုပြောခဲ့တယ်။ဒါဟာသမိုင်းမှာအများဆုံးမျှဝေခံရတဲ့မေကွန်းတွေကတစ်ခုဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။သူပြောခဲ့တာကမင်းရဲ့အချိန်အကန့်အသတ်ရှိတယ်။ဒါကြောင့်သူများပေါ်ဝါကိုညင်ပြီးတော့အချိန်မပြောပါနဲ့ဆိုတဲ့စကားစုပဲဖြစ်ပါတယ်။2017ခုနှစ်နှစ်ပေါင်းများစွာယောဂာနဲ့ယုံကံပြီးနောက်မှာတော့စတီဂျော့က CEO ရာတို့ကနေနှုတ်ထွက်ခဲ့တယ်။ ီတော့သူရဲတပ်ပတ်အနေငယ်ကြာမှာပဲကွယ်လွန်သွားခဲ့တယ်။2017ခုနှစ်အောက်တိုဘာလ9ရက်နေ့ဟာသူသက်56နှစ်အရွယ်ပဲဖြစ်ပါတယ်။စတီယာဝေစားခံရသူညင်ပယ်ခံရသူအလုံးထုတ်ခံရသူတေဆုံးတော့ဝင်လို့ပြောခံရသူပဲဖြစ်ပါတယ်ဒါပေမဲ့ဒီຢာတွေအားလုံးကြောင့်မှသူကစူးစမ်းလို့စေအမြင်ရှိနေခဲ့ရပဲဖြစ်ပါတယ်သူကအိမ်မက်ဆက်မက်ခဲ့ပြီးတော့ဘယ်တော့မှလက်မြောင်းလိုက်တာမျိုးမရှိခဲ့ပဲကဘာကြီးကိုတမျိုးတပုံပြေဆောင်နိုင်ခဲ့တယ်ကွန်ပျူတာတွေနဲ့မကပါဘူးဒီမျှော်မှန်းချက်တွေဒီဇိုင်းတင်မကပဲရေရွယ်ချက်တွေကိုပါ လူသားတွေကိုပေါင်းထည့်ပေးနိုင်ခဲ့တယ်။သူကခုလိုကျွန်တော်တို့တင်နဲ့မရှိတော့ပါဘူး။ဒါပေမဲ့သူ့ရဲ့တင်ထင်မှုတွေဟာအင်တိုင်းမှာရှိနေတယ်။သူ့ရဲ့အတွေ့အခေါ်တွေကလက်ကန်အင်တိုင်းထဲမှာရှိနေတယ်။သူ့ဇလန်းကထူးခြားပြီးတော့အိမ်မက်မက်ရဲတဲ့နှလုံးသားတိုင်းမှာရှိနေမှာပဲဖြစ်ပါတယ်။သူကကဘာကြီးကိုပြောင်းလဲပြစ်ခဲ့ပြီးတော့သွန်နာမြာထာဝရရှင်သန်နေမှာပဲဖြစ်ပါတယ်။